sale. ီနေ့အတွက်ကျွန်တော်တို့နောက်ဆုံး match လေးဖြစ်တဲ့ Newborn နဲ့ Medicine ဒီပွဲစဉ်ကတော့ကျွန်တော်တို့မနေ့ကမချီပွဲလေးကိုပြန်ပြီးတော့နှွှဲရဲပန်းစဉ်ဒီပွဲစဉ်လေးလို့တော့ပြောလို့တော့ရမယ်ဒီအချိန်မှလည်းကျွန်တော်တို့ Rapid တွေရသွားပြီးတော့ကြည့်မယ်ဆိုရင်နှစ်ဖက်အသင်းလုံးရဲ့ Midju တွေကတော်တော်လေးကို strong တယ်လို့ပြောလို့ရရတယ်ဆိုတော့ကျွန်တော်တို့ Best of 3 series တင်းချခင်မှာပဲစတင်တော့မှာပဲဖြစ်ပါတယ်ဆိုတော့ဘာပဲပြောပြောဒါခုနက K ပြောသွားတဲ့ Melee match ကိုပြန်ကြည့်ရမယ်ဆိုရင် Nico နဲ့ Black ကအရင်တော့ဒီ Barmis ကိုမှသူတို့အနေနဲ့ဆောင်းကစားခဲ့ဘူးတဲ့အချိန်တိုင်းတော့တခုတည်းတော့ရှိခဲ့တယ်ပေါ့နော်အဲဒီတော့ကတော့ Nico ကဂျန်ခဲ့လား Black က Mimic ဒ ဒါပေမဲ့ဒီအချိန်မှာသူတို့နှစ်ယောက်တွေ့တာဒီ face to face သွားပြီးဖြစ်နေခဲ့တယ်ဗျာ mass man နဲ့ကောင်တွေထွက်လာခဲ့တဲ့ medicine golden ruby နဲ့အတူပဲတစ်ဖက်ကကောင်တွေအကုန်လုံးဒီသေးပဲပြေးမဲ့ drug ကိုခံယူလာခဲ့တဲ့အခါမှာသူတို့ရဲ့ရှုံးထုတ်ပြီးပြန်လဲပြီးတော့ဆက်ပြနိုင်လားဆိုတော့ now on down ဒီကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်ရမှာဒီမတဲလုံးအတွက် last chance to play in လို့ပဲကျွန်တော်ပြောရမယ်ဗျာအဲ့တော့အကျိုးပဲချေချေအရေးပဲခံခံနှစ်သိန်းလုံးကသူတင်ကိုတင်ကတော့စောကြမယ်ပွဲစဉ်တစ်ပွဲဒီပွဲစဉ်တစ်ပွဲကတော့လက်လွတ်ခံရလို့တော့မဖြစ်ဘူးဗျာ ်အဒီကရဲ့ rotation ကိုတော့ချက်သွားပြီးတော့စောင့်ကြည့်ရမယ်ခွန်နဲ့ဘန်ဒါမှာအမှန်တိုင်းပြောရမယ်ဆိုရင်တော့ဘန်ဒါ hero nature အရတော့အာလီတီလို့ရရတယ်ဗျအဓိကသူ့ရဲ့ soul grit တွေပြနော် spare fans တွေအားကောင်းတဲ့ character တစ်ခုမှာတစ်ခါကခွန်ရဲ့သွေးတက်နှုန်းတွေဖြစ်တဲ့ hp regen တွေကိုသူ့အနေနဲ့မြှင့်တင်ထားနိုင်မလားပေါ့လေ the winner rally ကိုလည်းလက်ရှိမှာ black team ရဲ့သူ့ရဲ့ energy zone impact လေးနဲ့ရပါတယ် ာလီဘိုင်းမှာအင်ဒက်စ်ခိုင်ထားတဲ့ကျော်ဒီခါနီယာကပုံမှန်တိုင်းဆိုတော့ချာရော့ပလေယာတွေဒီဒီကြောင့်သူ့ရဲ့ဒီအကျော်ဥတာ level 1လေးရတာနဲ့လိုက်ပြီးတော့ထိုးတယ်ဒါပေမဲ့တစ်ဖက်မှာပြန်ထောက်ထားတာကဘိုရဲ့ဒီမာရှာကြီးဖြစ်နေရဗျာဆိုတော့သွေးတက်နှုံချော့မှာအချိန်တိုင်း fast blood ပေးရနိုင်တယ်လူမျိုး aggressive ကိုကျော်ဒီလူကိုနေလုံးဝမလုပ်ဘူး AC လေးပဲဒီ world war 3နေတယ် ီအရတော့ errors အနေနဲ့သူ့ရဲ့ pick off လေးတစ်ခုစောင့်ပြီးတော့မှအလုံးလုံးမယ်နဲ့တူတယ်နောက်က air strike နဲ့ပေါ့နော်အခုအချိန်မှာသွားပြီးတော့ကြီးမယ်ဆိုရင်တော့ခုနကဒါ heady ပြောသလိုပဲ boy ရဲ့ rolling stone ပြီးမှသူ့ရဲ့ shield spray နဲ့ဆိုရင်တော့ရိုင်းခေါင်းတိုးလို့မရဘူးဒီချိန်မှာမှ nico အနေနဲ့ chemical spray မာတွေကရှီသေးတယ်ဆိုတော့ဒီချက်တွေကိုလည်း new bone အနေနဲ့အားလေးတိုင်မင်တဲ့ဟိုကသွားပြီးတော့ခရူးတော့စိုက်နေတယ်တော့ဆိုရင်တော့ medicine အနေနဲ့ တတဲ့ objective လေးမဆိုင်ခင်မှာတော့ banner ကိုတစ်ခေါက်လောက်တော့ချိုးနှိမ်ထားခြင်းတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်။ influence စိတ်ရှိရှိနဲ့စောင့်နေရဗျာ။သူရဲ့ channel အပိုင်းပြန်ကြည့်ရမယ်ဆိုရင်လည်း channel စုံထဲမှာ free တစ်ကောင်ပဲရှိရတယ် top lane မှာပေါ့။အဲ့တော့ဒီတစ်ကောင်သွားမစားမနဲ့ဟို banner နဲ့ဒီ screenshot ရင်ကြောင့်မရှော့ရင် UK ယူမယ်ဆိုတဲ့ပုံစံတစ်ခုနဲ့ ultimate timing တစ်ခုသူပြန်ပြီးတော့စောင့်နေတယ်။ black ကလည်းမြင်မှပြန်ပြီးတော့ crease စားမယ်။ intest လည်းဟိုးရဖို့အတွက်ကိုတော့သူတို့နေသတိထားပြီးမှတော့ရမယ်။တော့ဒီ screenshot ကိုတူးလာခဲ့တဲ့ဒီရှိလေးအဟုတ်ပဲနဲ့တော့ mid lane ကိုပြန်ပြီးတော့သူတို့ target ထားလိုက်။လက်ကိုပဲအရင်ဆုံးပြေးကြည့်လိုက်တယ်။ဒီကောင်ကတော့ ultimate standby ကတော့သွားပြီးတော့ရှိသွားပြီ။ ော်နေနဲ့လည်းဘယ်တကူမိုင်းနေရှင်းစကောလေးကိုကြားနိုင်တဲ့လီဒါတစ်ခုရဇင်လီကိုကွက်ရှဲရုံးပြီးတော့ပြီးကတ်ထားတယ်တဖက်ကလည်းဘန်နာချီရရှိနေရဆိုရင်လည်းပေါ်စလေးသွားပြီးတော့မိထားတဲ့ play out မှာတော့ရဲဝင်တိုးလို့တော့မရဘူးတဖက်မှာ intense နေနဲ့ enemy မရသေးတဲ့အခြေအနေဒါပေမဲ့ blank နေနဲ့ရော air strike နဲ့ဒီအချိန်မှာ zone zone out တော့လုံးလို့တော့ရပြီဆိုတော့ဒီ tartar fight တွေတော်တော်လေးတော့ risk တော့များတယ်ဗျာ reason လေးကိုအိမ်တစ်ခေါက်တော့ပြန်လိုက်ရပြီဗျာနော်လောလောဆယ်မှာတော့ကျွန်တော်ဒီဘက်ကသူ့ဘက်က rap back ကိုလည်းပြန်ပြီးတော့စားသုံးနေတာ king flash ဆိုတော့ high view king flash တော့ဒီမှာလည်း fighter တွေသူ့ဖြစ်နိုင်တယ်မလဲလာပြီး combination လုပ်လိုက်ခက်တော့ flat down ပါဆို ဆူနာမီကပေးတော်တယ်ဘက်ကဘောလုံးကဒါမှတိုင်းတဲ့စွိုင်းဝင်လာတဲ့ခါကူမှာပြန်ပြီးတော့ဘက်ကလိုင်းကိုပြီးပြီးတိုင်းနောက်မှာတော့ဘက်လိုင်းကိုပရိုလိုက်ဝင်လာတဲ့ဘက်ကင်းဖလက် ပြန်လို့ချင်းဆိုရင်တော့သူကရှယ်ရိုကီပိုင်းခံလာရင်တော့ပြန်လည်းပြီးတော့ပြေးခတ်လာသေးရဲ့ဗျာဗန်ဒါတစ်ခါကနေပြန်ညီကိုရလိုက်တဲ့ဆိုမျိုးတော့သူကရိုင်ပြန်ပြီးတော့ပဲဟီရိုကီကတော့ပေးထားသေးတယ်ဒါပေမဲ့ဒီအချိန်မှာတော့ရက်ဇင်လီကိုအတွက်ကတော့ orange back ကတော့မရှိတော့ဘူးဗျာ king flash အနေနဲ့အချိန်လေးကိုအရင်မဖြုံးမဲနဲ့ပဲတက်ရှိနေတဲ့အချိန်လေးအကုန်လုံးတော့အတုံးတော့ခြောက်သွားခဲ့တယ်ဒီအချိန်မှာတော့ method c အနေနဲ့ target objective လေးကိုတော့စာပြီးတော့ dance နေပြီ intense မှာလည်း pick off မရှိဘူးရက်ဇင်လီကိုမှာလည်းရှယ်ရိုကီမရှိဘူးဆိုတော့ဒီ target objective ကို dive ဖို့အတွက်ကတော့ယူမွန်းအတွက်အရင်တော့မလွယ်ဘူးဗျာမန်တိုင်းပြောရင် black ရဲ့ father air strike ရှိနေတဲ့ကာလာဘတ်လုံးကဘိုးရဲကိုဖျက်လို့ရရလေ ိမ့်မယ်ဗျာသို့တော်လေဒီ black ရှိတဲ့ကာလာတွေမှာ dotted fusion နဲ့ reflect light ခင်းလိုက်တဲ့အရာတကူကိုတခါရင်တန်းဖြတ်ဖို့အတွက်ဒီ new pawn ဘက်က damage ကမလုံလောက်ဘူးဗျခုနကဆိုတဲ့အခြေအနေတိုင်းလာမှာလေ king flat ပြတ်ကန်နေသေးသေးကိုသူ 我都秒抓给你，加加牛波砖，啊，这到内周了，先不停止，开始抓砖追呀！这边我来传你这边，拿牛波砖了，一张牛砖，我呢也抓着了，第八张的了，没得死，再一飞王去。牛波诶，rotation 里，然后内里找单位里，就安尼一碰那牛牛个追呀！那内条路，它内个物体固难度低，你用左蓝步捉起来啦。但是你用左矮些嘛，没用得比哦。我讲你打别的单个没得，它内个物体固难度低，你用左蓝步捉起来啦。但是你用左矮些嘛，没用得比哦。我讲你打别的单个没得，它内个物体固难度低，你用左蓝步捉起来啦。 ခွန်အနေနဲ့ကလည်းဒီအချိန်မှာကောင်းကောင်းယူတော့ဂျန်ကင်းစုံတယ်လို့ဆိုအင်ဖီတော့လုံးနေပြီ။တစ်ခါတည်းပဲဘန်ဒါလိုက်ကြည့်နေရတဲ့အတရောက်ပဲအရင်ကကောင်းတူးဝင်လို့တော့မရဘူးဗျ။ကျွန်တော်ဘန်ဒါအနေနဲ့ကတော့အာလီပိုက်မှာတာတယ်။ဒါပေမဲ့လေဖိုးမတိုင်ခင်ပဲဗျ။လေဖိုးရောက်လာတဲ့ကာလတွေမှာတစ်ဖက်ကနေပြီးတော့ရှိနေခဲ့တဲ့ခွန်ကြီးရဲ့ UNS ကိုတတ်ဖို့အတွက်တော်တော်လေးခက်တယ်ဗျ။အာ UNS ကနောက်မှ Nature ကြီးကပြန်ပြီးတွေးတက်တာတွေရှိတယ်။ Concentration Online လည်းသူ့ရဲ့သွေးတက်နှုန်းတွေပြန်ပြီးတော့ပြင်ပြင်လာတဲ့အချိန်တွေကတော့ရှိနေကြ။ဒီချိန်ကမှပြန်ကြည့်ရမှာဒီ Deja Vu Super Fan ကိုသူတို့ဒီကနေ့ဖက်စစ်တဲ့ Sky India ဇာတ်ထွက်ပြန်ပါ UK 3ဖို့အတွက်ဘယ်ဘောင်းကျိုးစားလို့ ာခန့်တိုင်ပင်တော့ပြန်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ဂျူနိုအနေနဲ့ KDA ရဲ့200ပြည့်လို့ဗျမက်ဒီကောမိုင်းနေရှင်းတော်လေးကို effective ဖြစ်နေရဆိုတော့ပုံစံမျိုးလေးဆိုတော့ပကန်းအနေနဲ့သူရဲ့ grand time တွေကို ဘယ်လိုမျိုးပြန်လှည့်ပြီးတော့ရှာဖွေမလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းအောင်လေဒေါသင်5မိနစ် timing ကိုစတင်ပြီးတော့ရောက်လာတဲ့အချိန်ကြာရင်တော့တစ်ဖက်အသင်းရဲ့ကျွန်တော်ဘယ်တဲ့ setup link က play တွေ formation လေးတွေကစတင်ပြီးတော့မြင်တွေ့ရတော့မှာဗျာ rock and roll သွားဖြစ်နေအောင်ဆိုတော့လေကျွန်တော် target objective တွေ log objective တွေမှာ research အတော်လေးလွယ်နေတယ်ဓာပြုံမှာတာနေရဲ့ဘက်ကလည်းဆွဲဆန်ထားမယ်ဆိုရင်လည်းပိုကောင်းတယ်ဆိုရင်ပြောနေပဲချက်ပြုတ်ချက်ပြုတ်တဲ့ system နဲ့ free light ရအောင်ဘာမှချက်အောင်လို့ air point ကြားအောင်ကျွန်တော်တို့ချက်ပိုင်းနေတယ်ပဲဘိုးရဲဒီကတော့ UK ပေးလိုက်ရပါတယ် Kalia Fasa ဆိုတဲ့တွဲလုံးကတော့ဒါပဲဗျာရရင်တော့ကြုံသွားလို့တော့မရဘူးဒါပေမဲ့တစ်ခါမှတော့ in flash Nico

ရောင်းရကတော့စက္ကန့်20နီးပါးလောက်တော့ပြန်တော့ဆောင်းရမယ်။ဒါတိုင်တိုင်တွေကလည်းပေါ်တော့မယ်ဗျာ။ဒီအချိန်မှာခဏတာအချိန်တစ်ခုတည်းကျော် Midseed ဘက်ကဆွဲဆန်းနိုင်မယ်ဆိုတော့ Ultimate ကပြန်ရမယ်ဗျာ။သို့တော့လေဘူရဲပြန်ရောက်လာတဲ့ခိုက်တိုက်တွေမှာ Inter City Ultimate နဲ့နောက်တစ်ချိန်ထပ်ပြီးတော့ဖျက်ခံရမယ်ဆိုတော့ 4v5 ကမှန်တိုင်းပြောရင် Midseed ကမသာဘူး။ဟုတ်တယ်။ Press Bay တွေကဒီအချိန်မှာ Newborn ကလည်း Ready Stand by ရတော့တွားရှိနေပြီဆိုတော့ဒါတဲ့ Objective ကိုတော့ကောင်းကောင်းယူတော့ဆိုင်လို့တော့ရရနေပြီ။တစ်ချက်ပဲ Midseed ဘက်က Inter City Pick off တစ်ခုကိုယူတော့ဆိုက်ရမယ်ဗျာ။ဟုတ်တယ်။ဘူရဲဆိုတော့ ်အပေါ်ချမ်းပိုင်တော့ပါတယ်ဒီကိုနေတော့ဇွန်ရင်ဇွန်ရှိနေတဲ့အချိန်အတွင်းမှာပဲ UFO တွေနဲ့တာတဲ့ object ကိုတော့သက်သက်ကြီးရလीတော့ရသွားသေးတယ်။နှစ်တင်းက first starter တုန်းကလည်းမချအောင် second starter မှာလည်းမချအောင်ကြွကြွမခံအောင်နော်။ Jungle ကိုစီကိုစီက give up ပြီးတော့လည်းကျွန်တော်မျှဝေစားတောင်းနေရဆိုတဲ့အချင်းတွေသူ့ကိုတွေ့ရတယ်။ Million ရဲ့ tower လေးကိုတော့ပြန်ပြစ်ချနေတာ။ Pressure mode လည်းပေးပြီးသွားပြီ။ဒီကိုနေတော့တော့ဒီချိန်မှာသူ့ရဲ့ဒီ rubber ကြီးကြီးများကားမလို့ဇက်ကိုတော့ pressure တော့ပေးလို့ရမှာဗျာ။အလက်အရှိရမ်းမတက်လို့ဆိုတာသူ့မှာဖြစ်ကမရှိဘူးဖြစ်နေ။ဟုတ်တယ်။ ။နောက်ပိုင်းဖဒေတီကြရင်တော့ကျွန်တော် black ရဲ့ zone လေးကိုတော့တွားပြီးကြည့်ရမယ်ဗျ။ black ရဲ့နောက်ဟိုသာမကတ်နိုင်ဘူးဆိုရင်တော့ black ရဲ့ air strike tank တွေဆိုတော့နောက်၆ဆူလို့ခံရမယ်။ဒီဘက်ကကျွန်တော် in dance နဲ့ pick on နဲ့ဆိုတော့ combination တွဲနေတဲ့အပိုင်းလေးရာလဲတတရဲ့ရှိနေသေးတယ်ဆိုတော့ message ဒီအတွက်ကတော့ early time နဲ့ရိုင်းအဆင်ပြေနေရလို့တော့ပြောလို့တော့မရဘူး။ဘာမှလည်းကျွန်တော် super can အနေနဲ့ hand strike ပြီးဖို့လက်တကန်လို့ပဲကြံတော့တယ်ဆိုတော့ super can ရဲ့ကျွန်တော် golden time combination တွေကလဲတွားပြီးတော့စောင့်ကြည့်ရအောင်မယ်ဗျ။ဒီတော့ဒီဘက်မှာ traffic တွေကတော့ဘယ်လိုလဲ။ defense နဲ့ ပေါ့နော်။သွားနေတဲ့ item base ကတော့ data bag brew force တွေပါတယ်တော့ဖြစ်ဖို့တော့များတယ်။ wise လေးပြီးသွားပြီ။ spare part ဘိုင်းအားကောင်းတယ်။ပုံမှန်တော့ပြန်ပြောမယ်။ mission လေးတော့ on ထားသေးတယ်။ online ကိုကန့်ပြီးတော့ first tower ကိုအတွက် medicine ကျိုးကျိုးစားနေကြ။ medicine ရဲ့ပုံမှန်တော့ sticky form တို့တော့သွားပြီးမြင်တွေ့နေရပြီ။ heavy bomb ခေါ်ထားတယ်အတူပဲ။တစ်ဖက်မှာလည်း new bomb အနေနဲ့ battle ဆိုင်ခဲ့မယ်ဆိုရင် counter attack ပြန်ပေးဖို့အတွက်ကတော့ ready ပဲဗျ။ enhance ဘသူ့ကိုရွေးချယ်မလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်။ခွန်ရီကိုတော့ရွေးလို့တော့တိတ်တော့စင်တော့ပြေမှာတော့မဟုတ်ဘူး။အဲ့ဒါ super gun ကိုမပြန်လည်ပြီးတော့ပဲကြည်ပေးထားသေးတယ်။ super gun အနေနဲ့ battle combination မကျနိုင်သေးဘူးဆိုရင်အချက်ကတော့ 那尼个就现在呀了，台湾有撇没？以前嘛，就 Game Flash 尼尼呀，Famous 牌有呗，偏来有 Focus 牌，来来往拢撇没？那阵子就尼个酷威机，拄个蓝光 True 威比亚。后来翻上来也是来，就讲 TJ Boss，牛哥把卡蒂亚摩蒂奥变比较强的，以前嘛，驾校封闭牌就可能是封闭时间，他不学那几样，那威耍。他来开那路子，修那站桩路，那威发来，将比较偏那车尾倒地，变封闭牌是 Red，再来单那修摩托车，他来贴上尼个亏 Shiro Shiro K，这 Final 卡尔马恐龙，嘛，Charles 变 Australian 变嘛，Real Leo 变那。 ဖောဘတ်နေပါသေးရယ်ရွေးပေါ်အပေါ်မှာတော့ five man မြဒီ top objective ကိုတွန်းနေတော့တွန်းလို့ရပြီ super cam အနေနဲ့သူရဲ့ granger rest ဒီဖြစ်ထည့်နေရင်းနဲ့ပဲပြန်လှည့်ပြီးတော့ဖောဘတ်သွားပြန်ရဲဝင်တွန်းလို့လည်းမရတော့ဘူးဒါပေမဲ့ objective ကိုပဲပြေးပြီးကြည့်မလားဆိုတော့ကြည့်ရမယ်ဒီကခွန်ကျော်ဖို့အတွက်ကတော့ဘယ်တော့မတွေ့သေးဘူးဖြစ်နေတယ်ဒါပေမဲ့ပိုင်းခြားလေးနည်းနည်းတော့လိုအပ်နေသေးရယ်ပေါ့ဟုတ်တယ်ဆိုတော့ဒီညမှာကျွန်တော်ခုနကပြောလို့လည်း myth စီရယ်လည်းတော့ဆိုဦးစားပြီးတော့သူတို့ကမှဒီလိုပေးလိုက်ရတယ်ဒါပေမဲ့ billion ရဲ့ talent ကိုပြန်ပြီးတော့ပေးလိုက်ရတယ်ကြာကျွန်တော် new boy ရဲ့ map ကိုချင်ရတော့ open space ပါပြီးတော့ကျွန်တော်မှာဘူရဲ air strike တဲ့တော့ခံစားရတယ်ဒီ ိုအနေနဲ့ကလည်း air strike ချမယ်ဆိုရင်ဒီ double split finishing ball နဲ့တန်းပြီး counter ထောက်လို့ရဆိုတော့ black knee နဲ့ flicker မရှိတဲ့ timing တွေမှာသတိတော်ထား intest မှာ left low flicker မရှိတော့ drop pick up က plain ရဲ့လုံးရတော့ပါရိုးဘောကဒါအားလီတစ်ချောင်းမှာတော့သူတို့အနေနဲ့ sticky foul တစ်ခုကိုဖန်တီးပြီးတော့နောက်ချောင်းဆီကို light side နေရပါတော့ဒါမှလည်းသူတို့အနေနဲ့ damage ကလုံးလုံးလောက်ရှိမယ်အဲ့ဒီချက်ကိုဆို magic ကကောင်းကောင်းတီးရဲ့အတွက်ကြောင့်သူတို့အနေနဲ့ lane trip ကိုဆိုတော့အားလီ game မှာတော့သွားပြီးတော့ဖိလုပ်ထားရပြဒီအချိန်မှာတော့ main game time မှာစပြီးတော့ဝင်လာတော့မယ့်အချိန်မှာသူတို့အနေနဲ့ snowball တိုက်လीသွားကြရင်တော့သွားလို့ရပြီ objective တွေဆိုရင်တော့ကျွန်တော်တို့ဒါ first ားရန်နေအကုန်လုံးသိမ့်ပိုက်ထားပြီးဝါရီလို့ပြောလို့ရရပြန်မက်ကွန်ထရိုးတွေပါရတော့မက်သစ်စီအနေနဲ့နည်းလေးလိုက်ပြီးချဲကျင်တော့ချဲလို့ရပါတယ်မန်တိုင်းပြောရင်ဒီဖိုက်တာ3កောင်လောက်ဒီမက်သစ်စီကထွက်လာမယ်ဆိုရင်တော့တေချာပေါ့သူတို့လိန်သွားပို့ရှမဲ့တရောင်းနေကျန်တဲ့၄ယောက်နဲ့ဗတယ်ဆိုင်မယ်ဆိုရင်ဒီလိုပြန်ချတော့ရားနိုင်တယ်သူတို့လည်းသူတို့ထွက်လာတာဟိုတက်နှစ်កောင်နဲ့ဖိုက်တာ2កောင်သွားဖြစ်နေတယ်ဆိုတော့ဒီ4 man ဆိုင်တဲ့အခါမှာနီကိုသာတင်းတင်းမသေးကျန်တဲ့កောင်တွေကလုံးဝတောက်နေဆိုရင်အခြေအနေတိုင်းတစ်ခုမှာဟီရိုကီပေးရတော့ကယူပွန်3កောင်လောက်ပဲရတာပြည်ပြအဲ့လိုမျိုး3កောင်ရတဲ့အခါမှာသူတို့ဘာပြန်ပြီးတော့ပေးလိုက်ရလဲဆိုရင် Not really, my senior military. First, that earlier, they're quick to 咱比这多的少一点，你讲说遇见你又抓到红叶表哪去？哦、嗯，别搞那么难搞，我嘞在那看那里要弄哇，我们去耍个，不要买这 C D 霜，仙女露眉，T 恤毛都不看你比我们牛吧呢？把里面变来比偏羡慕这九寨塘的片片金丝，片片金丝速度了，大瓦里啊片片金片呢呀？中、嗯、了，中、啊、了，中、嗯、了，酷的呀！Snowboard 是阿拉的呀，喏，Snowboard，中了，中了，中了，伊呢酷着嘞，好来 Second Tower，它有啥比较不错？海参瓦个，然后咱们又可以来些偏欧版的呀，那个 Apple Subscription 露眉，对呀，Two。 ngôi cầu nạp giảm vô chậu thả để đi qua đi cô em mẹ sa đi chơi chân luôn để chơi game sprint chơi bị nằm chơi bị chơi chơi cái đó ôi nó chạy phải cứu mẹ chơi game thập bại rồi phát lại khí là phân đi lâu giờ chơi bên lối này rồi lưu rồi chạy cái cây hoài một bên đó có gì điều là phát lại thêm một con chúng ta đi để đó nên đi chùa hoa này đi ông mà lấy chiếc điện xe này giao mình chùa hoa đi để bên nằm chơi bên đâu cái bị đây chơi em mò là kim plan giao là dũng thật ra để thoát cái chuyện đi cô cái bị chơi bị này chơi em mò là bên đó rồi lưu là tùy cây này bà bị là giấy đồ rồi mà giao bị reason lưu nguyên quá đấy không phải phát cả mình đi xe này tối sau phí rồi nó thu ရဟီရိုကပြန်ပြီးတော့ကြာဝါနိုင်တယ်ခုနအချိန်နေတိုင်းတစ်ခုမှာကင်းဖလက်ကိုမရလိုက်တာကနယူပို့တော်တော်လေးဆိုးသွားခဲ့တယ်ဗျာဒီနေ့မှာကင်းဖလက်တည်သွားမယ်ဆိုရင်တော့နောက်ထပ်ရနိုင်တဲ့အရာဒီ objective law ပဲဒီ law ကပိုင်ဆိုင်သွားမယ်ဆိုရင်တော့သူပေးရထားတဲ့ကြာဝါတွေအကုန်လုံးနှီးပါတော့နယူပို့ပြန်လဲပြီးတော့ယူနိုင်ဖို့ရှိတယ်နှလုံးစင်မှာတော့ဂျန်ဂန်ကနှစ်ယောက်လုံးကလောကသေးပလိုက်ဆိုတဲ့အခိုင်အတန့်မှာဒီ law ကတော့သူတို့ဆိုင်အောင်ဆိုင်ရတော့မယ်ဗျာ front line အကြောင်း3ယောက်နဲ့တစ်ဖက်ကနေပြီးတော့ကျွန်တော် defense man ဆိုတဲ့ foul တစ်ခုတော့ method စီးအနေနဲ့ကောင်းကောင်းကြီးတော့ပုံထော်ပုံဖော်ထားနိုင်ခဲ့ပြီဗျာ လူမိုးကြုံရှေ့ရက်ကရှုံးကြွေးတစ်ခုတော့ပြန်လည်ပြီးတော့ပဲဖြေဆက်နိုင်မလားဆိုတော့ဒီအချိန်မှာကြည့်ရမယ်။ NN ဆိုစင်လေးတော့သွားပြီးတော့ body body နဲ့တော့ front line နဲ့မကောင်းကောင်းရဲ့ attention ရောယူထားသေးတယ်။ကိုရဲထပ်ပြီးတော့ join အောင်မယ်ဗျာ။ Scalian ပင်လေးတွေတော့နှမ်းပြီးတော့ပြစ်ထည့်ထားသေးတယ်ဆိုပေမဲ့ ရင်းတိုးလို့မရတော့ဘူးဆိုတော့ offensive မပါဝါခဲ့တဲ့ Aiden စမ်းပြီးတော့ဖြတ်သွားခဲ့ရပြီ။ Okay ဖြတ်ပိုင်းလာတဲ့ခါကျတော့၄ရောက်ကြတယ်ကိုလိုမြောက်ခံတယ် Breeze the Leo ပြန်လည်ပြေးထွက်လာသေးရဲ့ဗျာ။လုံးဝတစီချင်းမဖြတ်သားလိုက်ဆိုတဲ့အရာတစ်ခုက new coach အတွက် Aiden's မှာဖေးလိုက်ရသလိုပဲနောက်က follower damage ပေးလာတဲ့ hero တွေတော့မှတော်တော်လေးပြန်ပြေးလိုက်ရတယ်ဗျာ။ဒီချိန်မှာတော့ရရှိသွားတဲ့ Lonnie Dubin mid the scene second tower နဲ့ shot ပြီးတော့ fire တယ်။အောင်လမ်းမှာလေးကျော် Mega She Holy She ကလုံးဝမရှိတော့ဘူးဆိုတော့ဒီ Mega Tower throw နေတဲ့အလုံးကြီးပြန်ပြီးတော့ defend ရပါဘူး။ဒါသာ throw နိုင်မှတော့ရတော့မယ်ပေါ့။ Brandon အနေနဲ့အဲ့လို legal e ။ဘက်လိုင်းကနီကိုတို့ကြောင့်ကင်းဖရက်စ်တို့ကိုလိုက်ကြည့်နိုင်မယ်ဆိုရင်တော့မက်သစ်စီအနေနဲ့ဘယ်နဲ့ဆက်တည်ရတာ။ခက်ခဲလို့တော့တွားပြီးရှိသွားလိမ့်မယ်။ဒါပေမဲ့မက်သစ်စီအနေနဲ့ကလည်းတကယ်တမ်းပတယ်ဆိုင်ပြီးဆိုဖိုင်မန်စတီကီဖောင်နဲ့ဆိုင်နေတဲ့အချက်ဟုတ်ရောညိုးမိုးနေတယ်။ဒီအချိန်မှာကျွန်တော်ခြေပြက်ကတော်တော်လေးတော့ခက်ခဲနေတယ်။အဓိက Resident Evil ရဲ့ damage ကလည်းတိတ်ပြီးတော့မဝင်သေးတဲ့ပုံစံမျိုးတစ်ခုမှာတော့ Newborn Defending Low ဖို့အတွက်ကတော့ဒီအချိန်မှာရွေးချယ်အောင်မယ်။ Bandar တွားပြီးတော့ Corona ပြီးတော့ကြည့်နေတယ်။ Strike Team တို့ပြီးပြီးတော့ခထားသေးတယ်ဗျာ။မက်သစ်စီအနေနဲ့က Slow Mo Tight တွေပဲဒီအချိန်မှာတော့ Newborn တော့ပေါင်းပေါင်းကြီးတော့ pressure တော့ပေးနေပါပြီ။မက်သစ်စီကဒီအချိန်မှာရွေးချယ်ရမှာတစ်ခုပဲရှိရဲ့ဗျာ။တစ်ဖက်က ကကျွန်တော်ဒီဘန်ဂျာကိုဖျက်နိုင်လို့ဆိုရင်တော့ဒီကြောင်မောက်ကင်းဖလက်နဲ့နီကိုကလုံးဝပိုစီတေးရတာအခက်ခဲမရှိဘူးဖြစ်သွားနိုင်တယ်။ဟာရာဘူဇာဝင်လာမယ်ဆိုရင်လည်းဖြစ်သေးမယ်ဒီကုံလုံးဝိုင်းပြီးဆုတ်လိုက်မယ်ဆိုရင်ကျန်ရိုကီကပြက်နိုင်တဲ့ damage ကိုမဟုတ်သေးဘူး။ level 5ကပြန်ကြည့်ရမယ်ဆိုရင် level 13လောက်ဖြစ်နေရဆိုပေမဲ့လည်း item mine လိုအပ်ချက်ရှိနေခဲ့တဲ့ reason လို့ဒီ share rookie ကို damage ပို့ပြီးတော့များပြားဖို့အတွက်ကတော့ item base လိုအပ်ချက်ရှိနေလိမ့်မယ်။7 minute ဖြစ်သွားပြီ။ position တွေ control ပါပြီဆိုတော့တောင်းလုံးတော့တက်ပါတယ်ဆိုတော့ပြန်ဝေးပြီ။အောင်းလည်းမတက်လိုက်တော့ဖွင့်ပြီ။ ဖို့ရကားပါအောင်မယ်စနိုဘောကောင်းကောင်းယူမိနေတယ်ကျွန်တော်တို့ရမယ်ဒါပေမဲ့ခဲအန်တန်တူကတော့သွားပြီးရှိနေသေးတယ်ဆိုတော့ဘန်ဒါတက်ပြီးတော့ကျွန်တော်ဒရိုက်ဘောပေါင်းနဲ့ဖရန်လိုင်းနဲ့မကောင်းကောင်းယူတော့တောင်းတာနေတည်းရွှေပဲလို့ဒီကြောင့် object တွေတခုကိုတော့စတင်ပြီးတော့လက်လွတ်တော့လိုက်ရပြီ။ကျေထဲရတဲ့အကြိမ်ကစောတလတီရနော်ဒီနေ့လေးတော့ဆိုးတယ်အဲသူ့အတက်ဖို့တော့တော်လေးခက်ခဲနေရထိုက်တာပါဒီမျိုး import တွေမှာပါလာခဲ့တာဆိုတော့ item base ပြရိုင်းများနေတည်းမဟုတ်ပြနှစ်ကွက်တည်းနဲ့သူက import တွေသွားလာတာ တို့ဒီဟိုအောင်ပြန်ကြည့်မယ်ဆိုစူပါကန်ကိုပြန်ကြည့်မယ်ဆိုသူရဲ့နောက်ဘက်ကရိုင်းနေနေတယ်ဆိုပြောတော့မရအောင်အခါမှာ event ဆိုတော့ဒီကိုတို့ကတော့နောက်ဘက်ပါတယ်ဆိုဆက်ထားနိုင်ရယ်ဒါဝဒိုင်းတင်းဆက်ပြီးတော့လုံးတော့လုံးနေပြီဆိုတော့စမန်စမန်ပါသွားတယ်ဂျားတယ်မှာတော့ကိုရဲကိုစိတ်တောင်းလို့ကိုတော့ခက်ခဲနေရတယ်ဒီမဒီကိုရဲ damage ကြီးပို့ပြီးတော့ခံစားနေရဆိုရယ် you phone နေတဲ့ high round defense တစ်ခုမှရင်ဆိုင်ရတာခက်ခဲနေသေးရဲ့ဗျ first round နဲ့သူပဲ mega နှစ်လိမ့်လို့တော့ခွင့်ပြုလိုက်ရတယ်ဗျအပေါ်မှာဆက်လာတဲ့ super marine wave ကတော့ဝိတ်ကြံသေးတယ်အဲ့ဒီအချိန်ဒီတိုင်းတော့တစ်ခုမှ top lane မှာရှိနေကြတဲ့ mega လုံးမထက်ပြီးမစ်စီဆက်တိုက်ပါအောင်ပဲပေါ်လိုက်မှလည်းခွန်ကိုရဲ့နှစ်ယောက်ပေါင်းပြီးတော့တားနာတဲ့ဒီတောင်ကြီးကိုဘလူးကျိုးပြန်ပြီးတော့ကျော်ပြတ်ပြမလဲဆိုတော့ရူကိုဗဲမတွေ့ဘူးကြာပန်တာဒီကဘလို့ဒီကိုင်းဝါးကန်ကူဘအက်စ်ဖိုင်ဒီကိုသွေးတော့လို့ဒီကိုင်းဝါးပြီးတော့ပဲတယ်လီဖုန်းဘက်လုံးဝဆိုလိုပဲကျော်အိုဗာအက်စတန်နေမလုပ်တော့တဲ့မစ်စီအနေနဲ့ကတော့နောက်ထပ်လောတိုင်းမျိုးတစ်ခုဆက်မှတ်ပြီးတော့ဆောင်းဆိုင်ပါအောင်ပဲလောင်းရိတ်ဒမ်မေ့တွေကလည်းရှိရဲဘက်မှာလည်းဘန်နာနေနဲ့ဒရဂွန်ဖောင်းနဲ့သာကောင်းတာအထက်ပြန်ပြီးတော့လုံးမယ်ဆိုလို့ရှိရဲအခက်မသိရင်တော့ပြန်ပြီးတော့တန်းလေးပွိုင်းနေပေးရနိုင်တယ်ဒီအချက်တွေကိုရှောင်ရှားတာဒီအကောင်းဆုံးပဲဟို left chance to play မှာတော့မက်စီ ီးမနေ့ကဆုံးတွေ့ကိုပြန်ဆက်နေရတဲ့အတူပဲသူတို့အနေနဲ့ကတော့ plane ကိုတက်ရောက်ဖို့အတွက်ကတော့အကောင်းမွန်ဆုံးပုံစံတွေကိုတော့ပြသနေပြီ new phone အနေနဲ့ဒီရာတွေကိုခြေဖြတ်ဖို့အတွက်ကတော့လိုအပ်နေတယ် super can ရဲ့ performance တွေသူ့ရဲ့ဒါ damage impact တွေကတော့အသင်းပေါ်မှာအများကြီးထမ်းပိုးပေးထားဖို့အတွက်ကတော့လိုနေပြီဗျဒီကနေ့ရောခိုင်တဲ့သွားပုံလားဘောကတော့သူ့အနေနဲ့ angle တွေ ားရင်သွားကြည့်တာပဲဒါပေမဲ့ဂျားထဲမှာတစ်ဖက်ကသွေးတက်နှုန်းတွေများလာဆိုတော့ဒီဟာဘက်ကိုပြန်ပြီးတော့တင်အားပြီး transfer ပေါင်းပေးသွားပြီဒီကိုအနေနဲ့ကတော့လက်ရှိမှာတစ်ဖက်ကတင်းသားတွေကိုဖျဲချောင်းယုံပဲဗျာเนาะကျွန်တော်ဒါတက်လာလို့လည်းမရတော့ဆိုတော့ second down ကိုတက်ပြီးတော့တော့ရရှိသွားပါပြီ and as ဒီမှာကိုရတော့မယ်ဆိုတော့တစ်ဖက်ကဒီမှာ magazine လုံးအောင်တော့လုံးတော့မခံဘူး black zone လေးထားထားတော့ဘလို့မှမရတော့ဗျာဖုန်းနေတဲ့ front line ထဲမှာကောင်းကောင်းတိုင်လာတယ်အတူပဲ new phone နဲ့ phone man ပါတော့ပဲပြန်တော့တဲ့ data တခုမိကိုင်းလည်းလုံးဝမရှိတော့တဲ့အမြောက်မှာတော့ဒီ no objective ကို defend လိုက်လို့ oh my god you know တယ် ူထိုးလိုက်တဲ့အချိန်မှာနီကိုကပိုင်လေးချိန်နဲ့သူကညူပေါ်နဲ့ဒူးမပါတော့ပဲကျန်တော့တဲ့အနေဒါတစ်ခုဘလို့မှတော့ဆက်လက်ပြီးတော့ရှင်းသားလို့ဖြစ်နိုင်တော့ဘူးဗျာဒီချိန်မှာတော့ drone ကြီးဝင်လာတဲ့လုံးကြီး damage တွေကြားရမှာတော့ဆက်မှတ်ပြီးတော့ mitigation ကိတမဘောတော့ take down လုံးကိုကြားတော့ပြန်လဲပေးထောက်လာတဲ့ reason ဒီမှာ take down ခံလိုက်ရရင်နောက်မှာတော့ drone ချိုးွားနေနေပဲ game number 1 mitigation အနိုင်ရရှိလို့တွားခဲ့ပြီပဲဖြစ်ပါတယ်တဲ့ဒီ game number 1မှာတော့တိတ်များစားပြီးတော့ပြောစရာတော့မရှိဘူးအဓိက snowball မိွားတယ်ဆိုတဲ့ပုံစံမျိုးလေးပဲပေါ့နော် new born နေနဲ့ ဘတယ်ဆိုင်မလားလိန်ပြန်ကာမလားဆိုရဲရွေးချယ်မှုနှစ်ခုထဲမှာ new boy ဘတယ်ဆိုင်နေဒါပေမဲ့သူတို့ရတာက hero gate တကောင်ထက်မပိုဘူးဗျအဲ့အချိန်မှာပြန်ပေးလိုက်ရတာလုံးဝပြန်မပေါက်တဲ့တာဝါတစ်ဖက်ကပြန်ပေါ်တဲ့ hero gate သွားဖြစ်နေရဆိုတော့ဟိုဒီလိုပုံစံတစ်ခုကိုကျွန်တော် medicine အနေနဲ့ဒီနေ့ရဲ့ပွဲမှာချပြသွားပြီးပြီးတော့နောက်ဆုံးဘတယ်မှာ juno လောက်ဝါတော်တော်လေးကောင်းနေဗျကောင်းနေကောင်းနေလုံးဝအမှားမခံသွားတဲ့ပုံစံမျိုးတော့ကျွန်တော် medicine မှာသွားပြီးတော့တွေးရတယ်အဲ့တော့ new boy အနေနဲ့ကလည်း game နဲ့မတူဘူးချင်းသေးပေါက်ကိုတော့ကျွန်တော် spec လာဖို့အတွက်ကတော့လိုနေပြီဗျဒါသူတို့အတွက်ကတော့ကျွန်တော် playing တက်ဖို့အတွက်ကတော့ last chance ပဲဆိုတော့ game နဲ့မတူဘူးဘယ်လိုမျိုး performance ကနေပြန်ပြီးတော့ပြသမလဲဆိုတော့စောင့်ကြည့်ရမယ်။တော့ဒီပွဲအပေါ်မှာကျွန်တော်ရဲ့ panelist တွေအနေနဲ့ဗိုင်းများဆွေးနွေးသွားအောင်မလဲဆိုတော့တောက်ရောက်ပြီးတော့ကြီးရှုလိုက်ရအောင်မြတ်။ Okay, game number 1လေးကတော့တော်တော်လေးကမမြိုင်ဆိုင်ဆိုင်လေးជីတို့ကောင်းကြီးလို့ပြောရမယ်။မက်သစီဘက်ကအရင်ကြီးတစ်ဖက်သက်ဆန်နေရမျိုးမဟုတ်ဘဲနဲ့ညူဘဘက်ကလည်းပြန်လေပြီးတော့ခုခံ defense တွေပိုင်းလေးမှာလည်းစစလုံးလေးတော့မြင်တွေ့ခဲ့ရပါတယ်။အအဓိကကတော့ညူဘရဲ့ဒါတိုးတက်လာတဲ့ improvement တွေကိုတွေးခဲ့ရတယ်ဗျာနော်။ဒီ game number 1မှာတွေးခဲ့ရတယ်။ဘာလို့လဲဆိုတော့အရင်တော့ကသူတို့ဆော့ခဲ့တဲ့ပွဲတွေကပြန်ပြီးကြည့်မယ်ဆိုရင်သူတို့အနေနဲ့အားလေးတွေတော်တော်လေးနှိမ့်ပြီးတော့ ဒီအာလီမာနေဒါကို handle မလုပ်နိုင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်။တစ်ဖက်ကလည်း Mathis သူတို့ယူလာတဲ့ draft တွေကျွန်တော် draft မှာလည်းပြောခဲ့တဲ့အတိုင်းပဲပေါ့နော်။အာလီကို ambush လုပ်ပြီးတော့အတကုံဒီ jungle invade တွေလုပ်မယ်။ဒါအောင်ရှိချမယ်ဆိုတဲ့ပုံစံမျိုးတွေပဲသူတို့ကဒီ draft ကိုထုတ်လာတာ front line hero ၃ကောင်အဲ့တော့မှဒပေမှာ span နဲ့ပြန်ပြီးတော့ဆော့လာတယ်။ဒါပေမဲ့လည်း newborn အာလီမာ hero ကအပြတ်သက်လုံးဝမဖြစ်အောင်တော့ jungle invade တွေကိုအကောင်းဆုံး hunt တားနိုင်ခဲ့တယ်ဗျ။အဲ့ဒီချက်ကတော်တော်ကောင်းတယ်။အကယ်၍သာသူတို့အာလီအဲ့လိုမျိုး invade ခံရမယ်ဆိုလို့ရှိရင်နည်းနည်းလေးပွဲချင်နေကပို့ပြီးတော့ပြတ်သွားလောက်တယ်ပေါ့နော်။ကဲဘာဖြစ်ဖြစ်ဒီ game number 1အနိုင်ရရှိခဲ့တဲ့ Mathis ရဲ့ ဲ့ MVP ဘယ်သူများဖြစ်မလဲသွားကြည့်အောင်အိုးနော် King Flash KDA ပိုင်းမှာတော့204နဲ့တူပဲ9မိနစ်82 K participation မှာ75%လောက်ဒီရရှိထားတယ်အာ equipment အပိုင်းခြားအရမှာတော့သူ့ရဲ့ item သွားပုံလေးကဒီပွဲမှာနည်းနည်းလေးတော့ထူးဆန်းတယ်ဗျာနော် equipment မှာတော့ဒါ Great Dragon Spear တွေထည့်ထားတွေ့ရမယ် Hunter Strike တွေပြီးလို့ရှိရင် War Ace Endless Battle ပြီးလို့ရှိရင်ဒါနောက်ဆုံး item အဖြစ်နဲ့ကတော့ Malefic Raw တွေပါတယ်သွားထားတယ်ဗျာနော်ဟုတ်ပါတယ်ဒီပွဲမှာတော့သူတော်တော်လေး အဆင်ပြေတဲ့အနေအထားတစ်ခုတော့ရရှိခဲ့အဓိကဟီရိုကိတွေဘာလို့အရင်မများနိုင်လဲဆိုတော့ဒီပွဲမှာမစ်တစီရောနယူဘုံကဘတ်တဲတော်တော်အေးရယ် ဗတဲ့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ Hiroki အကြဆုံးနည်းနည်းလေးနေပေါ့ New Book ဘက်ကလည်းသူတို့ရဲ့ last chance ဖြစ်နေတဲ့အတွက်ကြောင့်မလို့အကောင်းဆုံးဒါထိမ့်ဆော့သွားခဲ့တာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဒါမသစ်စီဘက်ကတော့ Frog Light 3កောင်အားနဲ့ Broken Wall ကလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့အားလီမှာတော့တော်တော်လေး Jungle Invite တွေလောက်တယ်တိုးတယ်ဆိုမှ New Book ကထားကိုပပနဲ့နဲ့လေးရောသူတို့ဖြည့်ရှင်းသွားတယ် Objective လေးရောသူတို့အနေနဲ့ဒါတတကောင်လောက်ပဲရလိုက်တယ်ဆိုပေမဲ့လည်းအကောင်းဆုံးတော့အားလီဘက်မှာမသစ်စီရဲ့ Invite ခံတန်ကိုတော့တော်တော်လေးတော့ခုခံထားနိုင်တာမဆိုးဘူးလို့ပြောရလိမ့်မယ်။ဟုတ်တယ်ဒီဘက်မှာတော့ခွန်ရဲ့ Uranus ကိုတော့တစ်ဖက်က ဖြည့်ရှင်းကတော်တော်လေးဥမာတိုင်ပတ်သွားတယ်နေသားမျိုးလေးတွေ့ရတယ် pick off တွေပိုင်းနဲ့သွားပြီးဖြည့်ရှင်းလို့မရဘူးအဓိကလည်းခွန်အနေနဲ့က breath ဘဲမှာ purify နေပါပြန်ပြီးယူထားကျွန်တော်ဒါတော့ dropping မှာလည်းပြောခဲ့ပါတယ်เนาะဒါတစ်ဖက်က industry နဲ့ pick off လုံးလို့မလွယ်တဲ့ hero တွေကြီးပဲဖြစ်နေတယ် rubio သွားပြီးတော့ပြေးကြည့်ဖို့ကလည်းအားလီဘိုင်းမှာ rubio ပြေးကြည့်ဖို့ကမလွယ်ဘူးဗျလိမ့်မှာလည်းတော်တော်လေး substrain ဖြစ်တယ်အဲ့တော့မှ super khan နဲ့ဥမာထိန်းထားတဲ့အပိုင်းတွေမှာ rubio က lane face မှာတော်တော်လေးအားတာတယ်ပေါ့เนาะအဲ poso